ီ customer ကကားကိုကြည့်တယ်အကြည့်ပြီးတော့မကြိုက်ဘူးတချို့ကလည်းကြိုက်တယ်ပြန်စင်းစားအောင်မယ်ဒါမျိုးတွေကိုကျွန်တော်လက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကားစည်းဝယ်တဲ့အခါမျိုးကြလို့ရှိရင်ကားကကျွန်တော်ကဒီတရားနဲ့ရနံကားမဟုတ်ဘူးကားလိုက်ပြပေးပါဆိုလို့ရှိရင်ကျွန်တော်မနဲ့မိုးလင်းရနေကားရှုံးတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကျွန်တော်အနေနဲ့လိုက်ပြပေးတယ်ဝင်းဆောင်ကတော့တပြားတစ်ချက်မှမယူဘဲနဲ့ကျွန်တော်တို့လိုက်လံပြီးတော့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဗျာအဲကျွန်တော်ကတော့ဒီနေ့မှာဆိုလို့ရှိရင်ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောမှာတော့မဟုတ်ဘူးအဲကျွန်တော် just right နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနည်းနည်းလောက်ပြောချင်တာပဲဖြစ်ပါတယ်အဲကျွန်တော် just right ဆိုတာကတော့ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့အဲ media company တခုလို့ပြောရင်လည်းမမာဘူးပေါ့နော် automotive company တခုလို့ပြောရင်လည်းမမာဘူးအဲ့လိုပြောလို့ဟာမင်းတို့ page မှာကားရောင်းနေရရင်လည်းတွေ့တယ်မင်းတို့ကားမရောင်းဘူးလားလို့မေးလာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ page မှာကားရောင်းတယ်ဆိုတာကကျွန်တော်အသိမိတ်ဆွေတွေရှိတယ်အဲတခါလေကျလို့ရှိရင်ကျွန်တော်တို့ page မှာလာရောက်ဆက်သွယ်ပြီးတော့အဲသူတို့ကားလေးရောင်းခြင်းလို့ပါလို့ပြောလာတဲ့အခါ မျိုးတွေရှိတယ်ပေါ့နော်အဲ့လိုအခါမျိုးတွေမှာကျွန်တော်တို့ကဒီ page ကနေမှာတစ်ဆင့်ကားလေးတွေရောင်းချပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိပေါ့ဒီဘာဖြစ်နေလဲဆိုတော့ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်တခြားပေါ့နော်ကားဆေးစင်တာတွေကလည်းအဲသူတို့ရဲ့ salesman တွေသူတို့ရဲ့ marketing သမားတွေကကားတွေကို content video လေးတွေရိုက်ပြီးရောင်းနေတဲ့အခါကျတော့အဲကျွန်တော်တို့ဒီ just right ကိုပေါ့နော်ဒီကားအယောင်းစင်တာနဲ့မှားတတ်ကြတဲ့အပိုင်းလေးတွေမှာရှိတယ်အဲကျွန်တော်တို့ just right က လုံးဝကားရောင်းစံတာမဟုတ်ပါဘူးကျွန်တော်တို့ just right ကကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ automotive media တခုပဲဖြစ်ပါလေကြာ ဒါတပိုင်းပေါ့နော်အဲနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ page မှာလာရောက်ပြောနေတာလေးတွေရှိတယ်အဲဘာလဲဆိုတော့အဲတို့ကားလေးတွေလိုချင်လို့ပါအဲဘာကားဝယ်ရမှာမသိဘူးတို့ EV လေးတွေလိုချင်လို့ပါဘာမျိုးစားတဲ့ကဝယ်ရမလဲဆိုပြီးတော့ကျွန်တော်တို့ရှိမှာအကြံဉာဏ်လာတောင်းတဲ့အပိုင်းလေးတွေရှိတယ်ပေါ့နော်အဲ့လိုအခမျိုးတွေကြားလို့ရှိရင်လည်းကျွန်တော်တို့ကဒီပေါ့နော်တို့လိုချင်တဲ့ကားပေါ့နော်တို့လိုချင်တဲ့ကားဆိုတာထက်ကိုအဲတို့ budget ဘယ်လောက်သုံးပါလဲတို့ဘယ်လိုမျိုးသုံးပါလဲတို့က daily uses သုံးပါလားဒါမှမဟုတ်ခီးတွေခဏခဏသွားပါလားမျိုးရင်းမှာပဲသုံးပါလားအဲအဲ့ဒါပေါ်မူတည်ပြီးတော့ကျွန်တော်တို့အနေနဲ့အကောင်းဆုံးပေါ့နော် တို့နဲ့အသင့်အတော်ဆုံးဖြစ်မဲ့ကား brand တွေကိုလည်းကျွန်တော်အမြဲတမ်းအကြံဉာဏ်နေပေးပါတယ်အဒီနေရာမှာပြောချင်တာကအဒီ brand ကတော့ငါတို့နဲ့အလုပ်လုပ်တယ်ဒီ brand ကို recommend ပေးလိုက်မယ်အဒီ brand ကတော့ငါတို့နဲ့အလုပ်မလုပ်ဘူးအဒီ brand ကိုတော့ငါတို့မကောင်းပြောလိုက်မယ်ဆိုတာမျိုးမရှိဘူးသုံးမဲ့လူပေါ်မူတည်ပြီးတော့သူတို့နဲ့အစင်အပြည့်ဆုံးဖြစ်မဲ့ကား brand တွေကိုကျွန်တော်အမြဲတမ်း recommend ပေးပါတယ်။အဲဒီ recommend ပေးတဲ့ဆိုတဲ့နေရာမှာလည်းကျွန်တော်ကားတစ်စီးလေးကိုမပေးဘူး။ကားကအမြဲတမ်း2စီး3စီးလောက်ကိုကျွန်တော်အမြဲတမ်း recommend ပေးတယ်။ပေးပြီးလို့ရှိရင်ကျွန်တော်အဲဒီကားမှဆိုလို့ရှိရင်တော့ဒီလိုအားနည်းချက်အားသာချက်လေးတွေရှိတယ် အဲဒီဘက်ကားမှာဆိုလို့ရှိရင်တော့ဒီလိုအားနှချက်အားသာချက်လေးတွေရှိတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော် transparency ဖြစ်အောင်ချပြပြီးတော့မှကျွန်တော်အသုံးပြုမဲ့လူကိုကျွန်တော်ရွေးချယ်ခိုင်းတယ်ပေါ့နော်အဲဒါလေးကတပိုင်းပေါ့ချိုးလူတွေရှိတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူတို့မှဝယ်ဖို့ဆုံးဖြတ်ထားတဲ့ကားမော်ဒယ်တစ်ခုရှိပြီးသားအဲဒါပေမဲ့သူတို့ဘာမှဝယ်ရမှန်းမသိဘူး အဲ့တော့အခုတို့ရှိမှာရောဒီလိုမျိုးကားလေးတွေရှိလားဆိုပြီးတော့မေးလာတဲ့အပိုင်းလေးတွေရှိတယ်။အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကကျွန်တော်တို့အသိမိတ်ဆွေတွေရှိတယ်ဗောနော်ကျွန်တော်အသိမိတ်ဆွေတွေထဲမှာအဲဒီကား brand လေးတွေရှိလားဒီကား model လေးရှိလားဆိုပြီးကျွန်တော်မေးတယ်။အဲအဲ့မှာဒီတို့ရှိမှာရှိတယ်ဆိုတဲ့အခါကျလို့ရှိရင်သူတို့နဲ့ကျွန်တော်ဓာတ်ရိုက်ချိတ်ဆက်ပေးတဲ့အပိုင်းလေးတွေရှိတယ်ဗောနော်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ရိုက်ချိတ်ဆက်ပေးတာဗောအဲ့ဒီမှာမှာဗောနော်တချို့ဒီတချို့ customer တွေကဘယ်လိုမျိုးရှိလဲဆိုတော့သူတို့က ကားကိုကိုယ်တိုင်လိုက်ကြည့်ပေးပါသူတို့ဒီဘာကားဝယ်ရမှန်းလည်းမသိဘူးဘမာကြီးရမှန်းလည်းမသိဘူးဆိုတော့အဟာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အကိုတို့ကိုယ်တိုင်လိုက်ပြပေးပါဆိုပြီးတော့တောင်းဆိုလာတဲ့အပိုင်းလေးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုအခါမျိုးတွေကြားလို့ရှိရင်လည်းကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အဲကျွန်တော်တို့အတိမိတ်ဆွေတွေကားရှိုးဝင်တွေကိုခေါ်ပါပေးတယ်ခေါ်ပါပြီးတော့ကျွန်တော်ဒီပေါ့နော်ကားအမျိုးအစားတွေဒီဟာတွေတော့ရှိတယ်အကိုကဘာဂျက်ဘယ်လောက်သုံးပါလဲအကိုသုံးမဲ့ဘာဂျက်ဆိုလို့ရှိရင်တော့ဒီရှိုးရုံးမှာဆိုလို့ရှိရင်တော့ဒီကားလေးတွေရှိတယ် အဲနောက်ရှိုးရုံးမှာဆိုလို့ရှိရင်တော့ဒီရှိုးရုံးမှာဆိုလို့ရှိရင်တော့ဒီကားလေးတွေရှိရဆိုတာကိုကျွန်တော်အသေးစိတ်တေချာလေးရှင်းပြတယ်သူတို့လိုချင်တဲ့ကားမျိုးလေးတွေရှိတဲ့အခါအဲသူတို့စမ်းသပ်မောင်းနေချင်တဲ့ကားမျိုးလေးတွေရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းကျွန်တော်အဆင်ပြေဆုံးဖြစ်အောင်ကျွန်တော်အနေနဲ့ထိတ်ဆက်ပေးတယ်ပေါ့နော် အဲ့လိုမျိုးချိတ်ဆက်ပေးတဲ့အခမျိုးမှာလဲကျွန်တော်တို့အနေနဲ့ဝင်ဆောင်ကားကိုတပြားတစ်ချက်မှမယူဘဲနဲ့ကျွန်တော်တို့လိုက်လံပြီးတော့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အဲဒီမှာကြုံရတာကဘာဖြစ်လဲဆိုတော့တချို့ဟိုဒီရောတချို့ customer ရှိတယ်အဲသူတို့ကားလိုက်ပြပေးပါဆိုလို့ရှိရင်ကျွန်တော်တို့မနှက်မိုးလင်းရနေကားရှိုးတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကျွန်တော်တို့အနေနဲ့လိုက်ပြပေးတယ်ကျွန်တော်တို့မှာပေါ့နော်ကျွန်တော်အချိန်လေးပေးရတယ်ပြီးလို့ရှိရင်ကျွန်တော် transportation တွေရှိတယ်အဲ့ဒါတွေကအစားကျွန်တော်တို့အနေနဲ့အိတ်ဆိုင်ပြီးတော့လိုက်လံကြတာပေးတာပေါ့နော်အဲ့လိုအချိန်တွေမျိုးမှာဒီ customer ကကားကိုကြည့်တယ်အဲကြည့်ပြီးတော့မချိုက်ဘူး ူးတချို့ကလည်းကြိုက်တယ်ပြန်စင်းစားအောင်မယ်ဒါမျိုးတွေကိုကျွန်တော်လက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကားစည်းဝယ်တဲ့အခါမျိုးကြလို့ရှိရင်ကားကကျွန်တော်ကဒီ100 200လမ်းကားမဟုတ်ဘူး ကားကထောင်ကနန်းကပ်နေတဲ့ကားတွေဖြစ်တာဖြစ်တဲ့အတွက်သူတို့ဒီဒါကိုဝယ်ဖို့သူတို့စဉ်းစားတယ်တွေးဝေးတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်အနေနဲ့လက်ခံတယ်ကားမဝယ်လို့လည်းကျွန်တော်လုံးဝစိတ်မဆိုးပါဘူးကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အဲဒီ customer တနေကုန်အချိန်ပေးတယ်ကျွန်တော်အနေနဲ့ transportation တွေကအစကိုယ့်အိတ်ကိုစိုက်ပြီးတော့ကျွန်တော် light plan ပြသပေးနေတာဖြစ်တယ်ဒါပေမဲ့လည်းမဝယ်တဲ့အတွက်ကိုလည်းကျွန်တော်လုံးဝစိတ်မဆိုးပါဘူးကျွန်တော်ခုနပြောသလိုပေါ့နော်ကားစီးဝယ်ဖို့ဆိုတာတိတ်ထောင်ချီပြီးသုံးရတာဖြစ်တဲ့အတွက်သူတို့မှလည်းသူတို့စဉ်းစားချင်တဲ့အပိုင်းလေးတွေရှိတယ်အချိန်ယူချင်တဲ့အပိုင်းလေးတွေရှိတယ်ဒါမျိုးကိုကျွန်တော်လက်ခံပါတယ်ဒါပေမဲ့လက်ရှိဒီမှာကျွန်တော်ကြုံတွေ့နေရတာ ဘယ်လိုလဲဆိုတော့ဥမာကျွန်တော်ကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့ဒီ page ကနေလာရောက်တောင်းဆိုတယ်တချို့ကလည်းဖုန်းဆက်ပြီးတောင်းဆိုတာမျိုးလေးရှိတယ်ပေါ့နော်ကားလေးတွေလိုက်ပြပေးပါကားရှင်လေးတွေတို့အတိတ်ကကျွန်တော်အတိတ်ကားရှင်လေးတွေခေါ်သွားပေးပါဆိုပြီးတော့တောင်းဆိုတာအခါမျိုးဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ခုနပြောလို့ကျွန်တော်ဒီကျွန်တော်အတိတ်ကားရှင်လေးကိုခေါ်သွားပေးတယ်ကားလေးကိုတခြားရှင်းပြပေးတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာကြုံရလဲဆိုတော့ကျွန်တော်အနေနဲ့ဒီကားလေးကိုတခြားရှင်းပြပြီးတော့ပြောပြပေးနေတဲ့အချိန်မှာသူတို့ကဘာလုပ်လဲဆိုတော့သူတို့ရဲ့ဖုန်းဆက်ပြီးတော့ဟဲ့ဒီမှာတော့ ဒီဒီလူကတော့ဒီကားကိုပြောနေဒီကားကောင်းလားဟာနောက်တစ်စီးကိုပြနောက်စီးကအာ तू ကတော့ဒီကားပြနေတယ်ဒီကားဆိုရင်ကောင်းလားဟဲ့ तू ကဒီကားကတိန်းကဘလောက်ခေါ်နေတယ်အဲ့ဒါဈေးမှန်လားဆိုပြီးတော့ကျွန်တော်ရှေ့မှာလေဖုန်းဆက်ပြီးတော့သူ့ရဲ့အတိမိတ်ဆွေတွေကိုဖုန်းဆက်ပြီးတော့ဒီလိုမျိုးပြောနေတယ် အခြေအနေမျိုးလေးတွေကိုလည်းကျွန်တော်ဇက်တိုက်ကြုံလာရတယ်ပေါ့နော်အကျွန်တော်အနေနဲ့ပြောချင်တာမျိုးကကြတော့ဒါမျိုးကတော့ကျွန်တော်အနေနဲ့မဖြစ်သင့်ဘူးလို့တော့ထင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်တို့ကဝန်ဆောင်ကတပြားတစ်ချက်မှမယူဘဲနဲ့ကျွန်တော်အနေနဲ့ဒီပေါ့နော်အော်ကိုကိုအားပေးတဲ့လူတွေကိုယ့်ရဲ့မီဒီယာမှာအားပေးတဲ့လူတွေအဆင်ပြေသွားပါဆိုတဲ့စိတ်ဆန္ဒတစ်ခုနဲ့ကျွန်တော်လိုက်လံပြီးတော့ဒီကားတွေကိုလိုက်ပြပေးတဲ့အခြေအနေမျိုးမှာအဲသူတို့တွေကဒီဒီဘက်ကိုတခြားလူကိုဖုံးဆက်ပြီးတော့ဒီလိုမျိုးပြောနေတာမျိုးကကြတော့ကျွန်တော်အနေနဲ့ပွင့်လင်းပြောရင်အဆင်မပြေဘူး အဲ့တော့ဟိုကျွန်တော်အနေနဲ့လည်းဒီပုံလို့ဘယ်သူမှမဆို respect ထားပြီးတော့အဲကျွန်တော်ရဲ့လူအားအချိန်တွေပေးပြီးတော့လိုင်းလံပြီးတော့ပေါ့နော်ဒီဒီကူညီပေးနေတဲ့အချိန်တွေမျိုးမှာလည်းကျွန်တော်ကိုလည်းပြန်ပြီးတော့ ဒီ mutual respect လေးထားပေးပါလို့တော့ကျွန်တော်အနေနဲ့အအကူအညီတောင်းခံခြင်းနဲ့မေတ္တာရက်ခံခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ဒီကားလေးကိုလိုင်းလံပြသပေးနေတယ်ဆိုတာကျွန်တော်အနေနဲ့ဝန်ဆောင်ကတရားတစ်ချက်မှမယူဘဲနဲ့ဒီအဆင်ပြေပါစေဆိုတဲ့စိတ်ဆန္ဒတစ်ခုနဲ့လိုင်းလံပြီးတော့အပြသပေးနေတာပဲဖြစ်ပါတယ်ဗျာကျွန်တော် just right ကိုအားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ဒီနေရာလေးကနေကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် just right ကထစ်ချုံးပါ